ဟိုတော့ကဖိုးသူတော်တယောက်ကပြောင်းခင်းနဲ့ဝင်ပြီသူကပြောင်းမှုခိုးပြီးတော့ချိုးတယ်ဒီဖိုးသူတော်ကပြောင်းမှုချိုးရုံနဲ့မမဟုတ်ဘူးသူကနော်ပြောင်းမှုချိုးရုံနဲ့မမဟုတ်ဘူးချိုးလိုက်တဲ့ပြောင်းမှုကအဆန်းကမအောင်ဘူးတဲ့မအောင်တော့ဒီလူတွေတော်တော်ညံ့တဲ့လူတွေပဲပြောင်းခင်းဆိုင်တာကအဖြစ်မရှိဘူးလို့ဆိုအဲ့မှာအခင်းရှင်ကရှိတယ်လေမာက ခိုးသူတော်ကငါပြောင်းခင်းလဲဝင်ပြီးတော့ပြောင်းမှုခိုးချိုးတယ်ဘယ်နဲ့ငါအပြစ်တယ်သူကမကျင်နဲ့မကျင်နဲ့တော့ထပြီးတော့ပြောရင်ဟဲ့ကိုသူတော်ပြောင်းခင်းအဆန်မထက်တာ ပြောနေမြေကြီးလဲကြည်ပါဦးဒီလောက်ပကြဲနေတဲ့မြေကြီးတဲ့ဘယ်သူကပြောင်းခင်းပြောင်းဆန်ထက်အောင်စိုက်နိုင်ပါမလို့အဲ့ဒါဥဒ္ဓရော အဲဟုတ်ပြီသားပဲဒီညီကြီးကတလောက်ပကြဲ့နေမှာတော့ပြောင်းမယ်ကဘယ်လိုအဆန်ထက်ညီကြီးကအပြစ်တင်တယ်အဲ့ဒါနဲ့ညီကြီးကလည်းကိုသူတော်ကြောက်အပြစ်တင်တယ်ညီကြီးပကြဲ့တာအဆန်လားမိုးမှမရွာပဲမိုးမရွာရင်ညီကြီးကတော့ပကြဲ့မှာပဲလို့အဲ့ဒါနဲ့အော်အေးဒီမိုးကလောက်သားပဲမိုးမှမရွာပဲတော့ညီကြီးကပကြဲ့မှာပေါ့ဒါနဲ့ မိုးသူကပြောပြန်မိုးကဘာလို့မရွာသတုံးဘောမိုးမရွာလို့လူတွေဒုက္ခရောက်ရတယ်မြေကြီးတွေလွပကြဲ့နေတော့ဘယ်လိုအပင်ပေါက်နိုင်မလဲနွားစာတော့ရဖို့မလွယ်ဘူးပေါ့လေသူကကဲ့ရဲ့အဲ့ဒါနဲ့မိုးကလည်းပြောတယ်ဥသူတော်မိုးရွာတယ်ဆိုတာလူတွေကိုကျင်တရားကောင်းမှကိုကျင်တရားဖြောက်မှမှာရာသူလူဆိုတာမှန်တဲ့သဘောရှိတယ်အဲ့ဒါအဲ့ဒါကုရုဓမ္မဇတ်ထဲမှာ ုရုတိုင်းသူတိုင်းသားတွေ၅ပါးသီလမြဲကြလို့၅ပါးသီလကိုကျင့်သုံးကြတော့ရာဇဝတ္ထုမှန်တယ်ဆိုကိုသူတော်ကြားဘူးရဲ့မဟုတ်လားဆိုပြီးတော့မိုးကလည်းသူ့ရဲ့စင်ကြီးကိုပြောအဲ့ဒါမိုးမမှန်ဘူးဆိုတာမင်းနဲ့ပြည်သူတွေတရားမဆောင်လို့ဒီမင်းကတရားမဆောင်လို့အဲ့ဒါမိုးကမမှန်ရဘူးတဲ့အဲ့ဒါနဲ့ဩရှင်ဘုရင်လောက်ပါလေတရားမဆောင်ဘူးတရားမဆောင်လို့ဘူးမမှန်ရဘူးဟုတ်ပြီငါဘုရင်သွားပြောမှာပဲဆိုပြီးတော့ဥဒ္ဒရကရှင်ဘုရင်စီရောက်သွား ရှင်မင်းစီရောက်သွားတဲ့အခါကျတော့မင်းကြီးမင်းကြီးတရားမဆောင်လို့ပြည်သူတွေတရားမဆောင်ဘူး။ဒါမှမဟုတ်မင်းနဲ့ပြည်သူတရားမဆောင်လို့မိုးတိမိုးလေဝသရာသီဥတုမမှန်ကန်ဘူး။ဒါဒုက္ခရောက်ရတယ်။အဲ့ဒါမင်းကြီးတရားမဆောင်လို့ပဲအဓိကရှင်မင်းကဟုတ်ပါပြီ။တပည့်တော်တရားမဆောင်တာ။ဒါနဲ့ဥတုတော်ရောဘာလုပ်နေကြတော့။ဥတုတော်ကသူများပြောင်းခွင့်ဝင်ပြီးတော့ပြောင်းမှုခိုးချုံနေတယ်သူက။ အပြတနာအရိယာစတာနော်အရိယာစအဲ့ဒါနဲ့ဘယင်းကိုမင်းနဲ့ပြည်သူကိုဆုံးမရမယ်ဥတူတော်တောင်သူများပြောင်းခဲဝင်ပြီးပြောင်းပြောင်းမှုခုချုံတော့မင်းတရားမဆောင်တာအဆန်းလားလို့ရှင်မင်းကဥတူတော်ပြန်လှောချလိုက်ပြောချင်တာကဟိုတစ်ခါလေကြလို့ရှင်နော်ကျွန်တော်ကောသလိုက်မင်းကြီးအိမ်မတိုင်းပေါ့မင်းနဲ့လူများမတရားကြွကြမိုးရွာမိဆိုတာတချို့က ကိုယ့်အတွက်ကိုယ့်ဘက်ကိုကြတာမမြင်မဲနဲ့မင်းမကောင်းလို့ဟိုလူမကောင်းလို့ဒီလူမကောင်းလို့နဲ့အဲအဲ့လိုပြောတတ်တယ်မှာဖြစ်ကာလအနေထားဆွေးလာတဲ့အခါကျတော့အာလုံးသူရောကိုပါကိုကျင်တရားတွေကိုကျင်သီလတွေတမာတိတွေပညာတွေဟာအဖက်ဘက်ကဆွေးုပ်လာကြတယ်ဆွေးုပ်လာတော့ဂျာဇီဥဒုတတ်သဘောတဘာဝတွေလည်းပဲဒါဖောက်ပြန်လာတဲ့သဘောပါပဲအေးအဲ့ဒါတော့ဒါကအများဖြစ်တာပေါ့နော်သူ့ကြောင့်ငါကြောင့်လို့လွှဲချနေလို့မရဘူးအကုန်လုံးပြင်မရမယ်အကုန်လုံးကြောင့်ပဲဒီလိုပြောရမယ်